အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဖော်ရွာမီဒီယာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ9ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသအခြေအနေခန့်မှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလေဝသအနေနဲ့သတိထားစောင့်ကြည့်ရမယ့်မမုံမုံတိုင်းနောက်ဆုံးရအခြေအနေနဲ့မုံတိုင်းမိုးသီးထံစွာရာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာမယ့်မြေကြီးချင်းအနေနဲ့သတိပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ ပထမဆုံးအနေနဲ့မိုးစလောက်ကနောက်ဆုံးထုတ်ပြန်ထားတဲ့မမုံမုံတိုင်းအခြေအနေများကိုတင်ပြပေးပါမယ်ခင်ဗျာမနေ့ကမြန်မာစံတော်ချိန်15:30အချိန်တိုက်ထွားချက်များအရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အကောင်သောပူပိုင်းမုန်တိုင်းမမိုဟာအနောက်အနောက်မြောက်ဘက်သို့ရွေးလျားလျက်ရှိပြီးနောက်6နာရီအတွင်းတိုက်ဖုံးမုန်တိုင်းမမိုအဖြစ်ပုံမအကောင်လာနိုင်ပါတယ်။ဒုမတစင်အနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေးလျားနိုင်ပြီးယနေ့9ရက်10လ2025ရက်နေ့မှာတရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံးပြည်နယ်ကမ်းခြေဒေသများကိုဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းရပါတယ်။ ဆက်လက်ပြီးမန်ဘုံမုံတိုင်းလမ်းကြောင်းနဲ့မြန်မာနိုင်ငံအတွက်မိုးခမ်းမန်းချက်များကိုတင်ပြပေးပါမယ်ခင်ဗျာတောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့မုံတိုင်းမန်ဘုံဟာမူလခမ်းမန်းထားတဲ့အတိုင်းပဲလမ်းကြောင်းပြောင်းလဲခြင်းမရှိခီးဆက်နေပါတယ်ဟိုင်နန်ကျွန်းကိုဖြတ်ကျော်ဝင်ရောက်ခံနေချိန်မှာမန်ဘုံဟာ CAD2 တိုက်ဖုံးမုံတိုင်းအဆင့်အထိခက်တာအားကောင်းလာနိုင်ခြင်းရှိကြောင်းလေလံစမ်းစစ်ချက်တွေကဖော်ပြထားပါတယ်တရုတ်ဘီယန်နန်နယ်စပ်အနီးမှာဒုတိယအကြိမ်ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်ချင်းပြုတ်လုပ်တဲ့အခါမှာတော့အပူပိုင်းမုန်တိုင်းအဆင့်နဲ့သာဝင်ရောက်မယ်လို့ခန့်မှန်းရပါတယ် မြန်မာနိုင်ငံပေါ်မှာတက်ရောက်မှုတွေကတော့မမုံမုံတိုင်းအကျွေးကြံတည်းရဲ့တက်ရောက်မှုဟာရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့ကသာအနည်းငယ်တက်ရောက်နိုင်ခြေရှိပါတယ်။မြန်မာနိုင်ငံအတွက်ခုနှစ်ရက်တာမိုးရေချိန်ခံမှန်းချက်အောက်တိုဘာလ9ရက်နေ့မနက်9:00နာရီမှ နောက်ခုနှစ်ရက်အတွင်းခံမှန်းချက်တွေအရလာမယ့်ခုနှစ်ရက်အတွင်းမှာမြန်မာနိုင်ငံရဲ့မိုးရေချိန်အခြေအနေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ပဲခူးတိုင်းချင်းပြည်နယ်ကချင်ပြည်နယ်ကရင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာခုနှစ်ရက်အတွင်းမိုးရေချိန်တက်တသမ၄လက်မှာမှာ နှစ်သက်သမလေးလက်မအထိမိုးအထင်တင့်ရွာသွန်းနိုင်ပါမယ်။အေရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မွန်ပြည်နယ်နေပြည်တော်၊စကိုင်းတိုင်းဒေသကြီး၊ရှမ်းပြည်နယ်မြောက်ပိုင်း၊အရှေ့ပိုင်းတောင်ပိုင်းနဲ့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးတွေမှာခုနှစ်ရက်အတွင်းမိုးရေကြိမ်300သက်သမ6လက်မမှတလက်မအထိမိုးနဲ့ငယ်ရွာသွန်းရရှိနိုင်ပါတယ်။ဆက်လက်ပြီးမိုးတိထက်စွာရွာသွန်းခြင်းကြောင့်မြေကြီးရှမ်းကြီးအခြေအနေသတိပေးချက်များနဲ့မြေကြီးချိန်များကိုပြောပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ။ယနေ့9ရက်10လ2025ရက်နေ့နံနက်6:00ခွဲချိန်တိုက်ထွာခြင်းအရ မြေကြီးအခြေအနေကိုတင်ပြပေးပါမယ်ခင်ဗျာမြေကြီးနားမြေဟာမနေ့ကညနေကနေ7နာရီအတွင်းအတက်ကြမရှိရပ်တန့်နေပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့29.8ဒသမ8ဒီဂရီဆယ်စီယက်နဲ့ယနေ့အမြင့်ဆုံးပူချိန်ကတော့16.9ဒသမ8ဒီဂရီဆယ်စီယက်တို့ပဲဖြစ်ပါတယ်ခင်ဗျာမြေကြီးနားမြေဟာဆိုရင်ရေမတ်1200စင်တီမီတာသို့ရောက်ရှိရန်680စင်တီမီတာ22ပေးနီနီခတ်အလိုမှာရောက်ရှိနေပါတယ်မြေအတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်။ထူးကဲမြေကြီးတိုင်းတဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ ရာရီမြစ်အထက်ပိုင်းမှာမိုးအားအသစ်နဲ့ရှိနေပါမယ်။ရပ်ဖန်ရခိုင်ရာရီမြစ်စုံအထက်ပိုင်းမှာနေရာကွက်၍မိုးသီထန်သောရာသွန်းခြင်းများကြောင့်မြေကြီးနားမြင့်ကြီးကြာဆင်းနေရာမှာပြန်လည်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစုံဒေသများနဲ့ရာရီမြစ်အထက်ပိုင်းမေခမလီခမြဝန်းဒေသများမှာမိုးဒိန်တောင်ဖြစ်ထွန်းမှုအားအနေငယ်ရှိနေပါမယ်။အရာရီမြေတို့ချောင်းတဲ့ချင်းတွင်းမြေတို့ချောင်းမြေကန်းဒီမြေနှိမ့်ဒေသများနဲ့မြေနူကျွများမှာစိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ အရာရင်းမြေကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ကျန်းမာရေးအခြေအနေကတော့ခန်းနေမြေဟာမနေ့ကညနေကနေ12နာရီအတွင်း3လမခန့်ထက်ကျသွားပါတယ်။မော်ရွာမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်း3လမခန့်ထက်ကျသွားပါတယ်။ကျန်းမာရေးအထက်ပိုင်းမှာလက်တလုံးမိုးအားအနှဲငယ်ရှိနေပါမယ်။ကျန်းမာရေးအထက်ကျပုံမှန်နေထားကမှရှိပါမယ်။ထူးကပ်မြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ ဟောမလင်းဖောင်းပြည်နယ်မော်လိုက်တို့ရဲ့မြေကြီးတွေဟာဖြည်းဖြည်းချင်းဆက်လက်မြင့်တက်နေဦးမှာဖြစ်ပါတယ်။ကလေးဝမြေကြီးဟာအနှဲငယ်သာထက်ကြနိုင်ပြီးယနေ့ညနေပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ကန်ဒီမင်းကင်းကန်ဒီနဲ့မုံရမျိုးတွေရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ခင်ဗျာ။ ERA မြေကြီးအခြေအနေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ဗမာမျိုးနဲ့ရွှေကူမျိုးတို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကတားမျိုးမြေကြီးဟာဖြည်းဖြည်းချင်းဆက်တက်နေဦးမှာဖြစ်ပါတယ်။ယနေ့ညနေပိုင်းနဲ့မနက်ပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ ထိချိုင်မြေရာဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်ယနေ့ညနေပိုင်းနဲ့မနက်ပိုင်းတွေမှာမြေကြီးနားမြေကြီးရောက်ရှိလာနိုင်ပြီးမြေကြီးတဟုန်တို့အတက်မြန်လာနိုင်ပါတယ်။တပိတ်ချင်းမန္တလေးစကိုင်းနဲ့မြင်းမှုမြို့တို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်။ပခုတ်ကူမြေရာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ယနေ့ညနေပိုင်းနဲ့ညပိုင်းတွေမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ညဦးချောင်းအောင်လံပြည်စိတ်သာဟင်္ဒရာနဲ့ဇလုံမျိုးတို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ARN မြေကြီးမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ ူးကြောင့်မို့ရှိလာလျင်အချိန်နဲ့တပြေးညီတင်းပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့မိုးလေဝသနဲ့ဇလဝေဒာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်တဲ့ထူးခြားမိုးလေဝသအခြေအနေကိုတင်ပြပေးပါမယ်ခင်ဗျာဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်ရုံမှာမုတ်တုံလေးအားအနှဲငယ်မှာအားတင်းတင်းရှိနေပါတယ်ခင်ဗျာဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများရဲ့မိုးလေဝသခံမှန်းချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ ေပြည်တော်မှာနေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရွက်ကြားမိုးထစ်ချုံရွာပါမယ်။မန္တလေးမြို့မှာနေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာနေရွက်ကြားမိုးထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟောင်းမလင်းမြို့မှာနေရွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာနေရွက်ကြားမိုးထစ်ချုံရွာပါမယ်။တဝဲမြို့မှာနေရွက်ကြားမိုးထစ်ချုံရွာပါမယ်။မြေကြီးသားမြို့မှာနေရွက်ကြားမိုးထစ်ချုံရွာပါမယ်။လွိုင်ကောမြို့မှာနေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖမ်းမြို့မှာနေရွက်ကြားမိုးထစ်ချုံရွာပါမယ်။ ဟာကားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လာရှုံမြို့မှာနေရာကွက်ကြားမိုးအနှဲငယ်ထစ်ချုံရွာနိုင်ပါတယ်။တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ခင်ဗျာ။မတက်ပြန်မိုးတက်ချိန်ကြီးခမန်းကျကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားနေပြီးတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျဲ ကုန်းတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးတစ်ချုံရွာပြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ရွေမိုးကြီးနိုင်ပါတယ်။ရွာရရာနှုံးမြစ်ဖြစ်ပါတယ်ခင်ဗျာ။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးတိမ်တောင်ပြတ်ထွန်းမှုအကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေးရှားရနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြမပင်လယ်ပြင်မှာလှိုင်းသင်းနေရှိပါမယ်လှိုင်းမြင်မှာမြမကန်ဝရက်လျှောက်နဲ့ကန်လုံပင်လယ်ပြင်တို့မှာ6ပေမှ10ပေကန်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခံမှန်းချက်ကတော့မြဝချုံမော်ဒေတာများမှာထစ်ချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေအောင်မှာဖြစ်ပါတယ် နေပြည်တော်နဲ့နေထွက်တဲ့မနက်ဖြန်မိုးတိုက်ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရံရာနှုတ်မြစ်ဖြစ်ပါတယ်ရန်ကုန်မြို့နယ်နေထွက်တဲ့မနက်ဖြန်မိုးတိုက်ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရံရာနှုတ်မြစ်ဖြစ်ပါတယ်မန္တလေးမြို့နယ်နေထွက်တဲ့မနက်ဖြန်မိုးတိုက်ချိန်ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရံရာနှုတ်80ဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ရှမ်းပြည်နယ်မှာအော်တိုဘားလာ9ရက်နေမှာအော်တိုဘားလာ10ရက်နေဒီမိုးလေဝသအခြေအနေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပေးလည်ပြင်းများမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းများကြောင့်မြန်မာနိုင်ငံပေါ်တက်ရောက်နိုင်မဲ့မိုးလေဝသအခြေအနေများကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းများကြောင့်မြန်မာနိုင်ငံရဲ့မိုးလေဝသအခြေအနေများအပေါ်တိုက်ရိုက်တက်ရောက်မှုအနေဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာတက်ရောက်မှုအနှဲငယ်ရှိနိုင်ပြီးအော်တိုဘာလ9ရက်နေ့နောက်ပိုင်းမှာအာအသင်တင်မှာအားကောင်းလာနိုင်တဲ့မုတ်တုံလီကြောင့်မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်တဲ့အေရရင်တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမွန်ပြည်နယ်ကရင်ပြည်နယ်တနင်္သာရီတိုင်းဒေသကြီးအချို့မှာမိုးအသင်တင်ထိကျုံရွာသွန်းနိုင်ပြီး24နာရီတွင်မိုးရေရင်တက်လက်မဝင်ကျင်ကန့် မြန်မာနိုင်ငံအထက်ပိုင်းမှာမန္တလေးတိုင်းစကိုင်းတိုင်းချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာမိုးအထင်းထင်းမှနေရာကွက်၍မိုးများနိုင်ပြီး24နာရီအတွင်းမိုးရေချိန်တက်တက်သမနှစ်လမမှနှစ်လမခန့်အထိရွာသွန်းရရှိနိုင်ပါတယ်။ယခုတစ်ပတ်အတွင်းရှမ်းပြည်နယ်မိုးရွာသွန်းနိုင်တဲ့အခြေအနေတွေကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ9ရက်အတွင်းမိုးရေချိန်အများဆုံးနှစ်တက်သမ5လမခန့်လာရှိုးကြောင်မဲတီဘောမိုးမိတ်တန်ရမ်းမြို့နယ်နဲ့ခရိုင်များမှာရရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်အစီအပိုင်းမှာခုနှစ်ရက်တွင်းမိုးရေချိန်အများဆုံး၂လမှခန့်ကြိုင်းတုံတာချီလိတ်မိုင်းဆက်မိုင်းဖြတ်မိုင်းခတ်မိုင်းယောင်မြို့နယ်နဲ့ခရိုင်များမှာရရှိနိုင်မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာခုနှစ်ရက်တွင်းမိုးရေချိန်အများဆုံး2.6လမှခန့်ဖဲခုံပင်လောင်ညောင်ရွှေကလောလွိုင်းလင်ဟိုပုံးစီစာရက်ဆောက်မိုးနဲ့ခရိုင်များမှာဖြစ်ပြီးမိုးရေချိန်များနိုင်တဲ့မိုးတိမ်များလေဝေလိုက်များကြောင့်ကြောင်မဲလားရှူကလောအောင်မန်းတောင်ကြီးခရိုင်များမှာခံမှန်းမထားသည့်နေရာကွက်မိုးကြီးခြင်းများဖြစ်ပေါ်ပြီး နေ့စဉ်ရက်ဆက်ရွေ60မီလီမီတာအထက်မိုးရွာသွန်းနိုင်သောကလောပင်ဒီယာပင်လောင်ဖဲကုံနဲ့တီဘောကြောင်မဲဆတဲ့တောင်ဆောင်ဒေသများလမ်းမိုင်းများမြေပြိုနိုင်ပါတယ်။ရှမ်းပြည်နယ်အရင်းရမစိုက်ပျိုးရေးတောင်သူများအနေနဲ့တောင်ဆောင်များမှလေကရစ်စိုက်ခင်းများမှအဆူဒက်များလာခြင်းမိုးများပြီးရေဝန်းနိုင်ခြင်းကြောင့်စိုက်ခင်းများရေလွှမ်းနိုင်ခြင်းဆတဲ့တဘာဝဘေးဖြစ်ပေါ်နိုင်ခြင်းများကိုသတိပြု၍ကြိုတင်ပြင်ဆင်သင့်ပါတယ်ခင်ဗျာ။ အပူချိန်လေးတိုင်နှုံလေးတုစုတိုင်းစားနဲ့လေးတုညဉ့်ညမှုအခြေအနေကတော့ယခုတစ်ပတ်အတွင်းရှမ်းပြည်နယ်တစ်ခုလုံးမှာအမြင့်ဆုံးနေ့အပူချိန်25ဒီဂရီဆဲဆီယက်ခန့်ရှိနိုင်ပြီးအနည်းဆုံးညအပူချိန်ကတော့18ဒီဂရီဆဲဆီယက်ခန့်ရှိနိုင်ပါတယ်။ရှမ်းပြည်နယ်တစ်ခွင်မှာယခုတစ်ပတ်အတွင်းအနောက်ဘက်အနောက်မြောက်ဘက်နဲ့အရှေ့တောင်ဘက်အရက်မှာလေးတိုင်နှုံအမြင့်ဆုံးတနအီဟု9မိုင်နှုံကရှိနိုင်ပါတယ်။ရှမ်းပြည်နယ်မှာအော်တိုဘားလ၄ရက်နေ့မှာစတင်ပြီးနေရာတချို့မှာမနက်ပိုင်း၈နာရီခန့်အထိမြူဆိုင်မှုတွေဖြစ်လာနိုင်ပါတယ်။ ရှမ်းပြည်နယ်ရဲ့လေတုစုံတိုင်းသာအခြေအနေများအနေနဲ့ကတော့80ရာခိုင်နှုန်းနဲ့100ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။လေတုစုံတိုင်းသာမြန်မာချိန်29ရက်နေ့အထိခန်းစားရမယ့်အပူချိန်ကတော့30ဒီဂရီဆဲလ်ဆီယက်ခန့်ရှိနေနိုင်ပါမယ်။ရှမ်းပြည်နယ်တစ်ခုလုံးလေတုညဉ့်ညမ်းမှုအခြေအနေနဲ့ဆက်လင်း၍စိုးရိမ်စရာမရှိပါခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။အခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြချမ်းမာရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါဦးခင်ဗျာ။